ကျူကျူကမိတ်ဆွေညီကိုတွေအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ YouTube fan တွေကျွန်တော်ရဲ့မိတ်ဆွေတွေအတွက် Woman Champion League ဝတ်သင်တချို့ကိုကျွန်တော်မှရွေးချယ်တုံးသက် ပေးသွားမှာလည်းဖြစ်ပါတယ်မနေ့ပြန်မှာပြန်နဲ့စတင်မဲ့ကမ္ဘာပလာချစ်စစ်ပွဲတွေကိုမမဝင်ကျင်တဲ့မိတ်ဆွေညီကိုများရှိရင်တော့၃ရက်နေ့ကနေစပြီးတော့၁၆ရက်နေ့အထိကို မန်ပါကြီး3000နဲ့မိတ်ဆွေတို့တနောချီမှာမန်ပါလာရောက်ဝင်နိုင်ပါပြီ။တနောရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့09003953926တို့လာရောက်ဆက်သွယ်မေးမြန်းပြီးတော့မိတ်ဆွေတို့မန်ပါဝင်ရောက်နိုင်ပါတယ်။ဒီနေ့မှာတော့ဥရောပချန်ပီယံလိရှင်ပြိုင်မဲ့ပွဲစဉ်တွေထဲကမိတ်ဆွေတို့အတွက်ရွေးချယ်လို့ကောင်းတဲ့ပွဲစဉ်၃ပွဲကိုကျွန်တော်မှရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့ ဘိုင်ယန်မြူနက်နဲ့အာဆင်နယ်အက်တလန်တီကိုနဲ့ဂျူပင်တက်မန်ချက်စတာယူနိုက်တက်နဲ့ PSG အတင်းတို့ရဲ့ပွဲစဉ်၃ပွဲကိုကျွန်တော်မှရွေးချယ်သုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ်မိမချန်ပီယံလိပြိုင်ပွဲမှာတော့အောင်မြင်ဆုံးအတင်းကတော့လိုင်ယွန်အတင်းဖြစ်ပြီးတော့လိုင်ယွန်အတင်းကချန်ပီယံလိမှာ ချက်ကြရင်အထိပိုဆွဲထားပြီးတော့နှစ်ကြိမ်ဒုတိယရရှိထားတဲ့အသင်းအသင်းနဲ့ဖြစ်ပါတယ်ဒုတိယအအောင်မြင်ဆုံးအသင်းကတော့ဘာစီလိုနာအသင်းဖြစ်ပြီးတော့၃ကြိမ်တိုင်အောင်ပိုဆွဲထားပြီးတော့ဝူဘက်ကနှစ်ကြိမ်အထိပိုဆွဲထားပါတယ်အာဆင်နယ်ကလက်ရှိချန်ပီယံဖြစ်တာနဲ့အညီဝူမန်ချန်ပီယံလိမာတော့နှစ်ကြိမ်နှစ်ကြိမ်ရရှိထားတဲ့အသင်းအသင်းဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာရောဘိုင်ယန်မြူးနစ်ကိုအာဆင်နယ်က အနိုင်ရရှိနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပွဲစဉ်လည်းဖြစ်ပြီးတော့လက်ရှိ woman ရှင်တန်ပြီးတဲ့ပွဲစဉ်မှာတော့ Bayern Munich ကတပွဲနိုင်တပွဲရှုံးသုံးမှတ်သာရရှိသားပြီးတော့ Arsenal အတင်းကလည်းတပွဲနိုင်တပွဲရှုံးဆိုပြီးတော့သုံးမှတ်ရရှိသားတဲ့အတင်းနဲ့တင်းထိုက်တိုက်တွေ့ဆုံနေတာကြောင့်ဒီနေ့မှာတော့အမတန်ကိုကြည့်ကောင်းမဲ့ပွဲစဉ်တပွဲတည်းဖြစ်ပါတယ် Bayern Munich Bayern Munich ကတော့လက်ရှိ woman အမပေးချန်ပီယံမှာတော့ ဆယ်ပွဲအထိရှင်ပြိုင်ပြီးရမှာကိုးပွဲနိုင်တပွဲသေးရရှုံးပွဲမရှိနဲ့ရမန်28မှတ်အထိဝူမန်မွန်တလီကာမှာဥဆောင်ထားတဲ့အတင်းတင်းဖြစ်တာကြောင့်ဒီနေ့အိမ်မွေးပွဲစဉ်မှာရောအာဆင်နယ်ကိုဘလောက်ထိဒုက္ခပေးလာနိုင်လဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပြီးတော့ဘိုင်ယန်မြူးနစ်ကတော့လက်ရှိရှင်ပြိုင်နေတဲ့ဝူမန်ပွဲစဉ်တစ်ပွဲမှာတော့ဘိုင်ယန်မြူးနစ်ဘာစီလိုနာအတင်းကို9-6တကိုးနဲ့ရှုံးနိမ့်ထားပြီးတော့ ဂျူဗင်တက်ကိုတူးပွန်းဆိုတဲ့ဝက်ဆိုက်နဲ့အနိုင်ရရှိထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်အာဆင်နယ်အတင်းကတော့ဝူမန်ချန်ပီယံလီမှာတပွဲတာအနိုင်ရရှိထားပြီးတပွဲရှုံးနိမ့်ထားတဲ့အတင်းတင်းဖြစ်ပြီးတော့အင်္ဂလန်ဝူမန်ချန်ပီယံအမှတ်ပေးပြိုင်ပွဲမှာတော့အာဆင်နယ်ကအဆင့်၄နေရာမှာဒါရောက်ရှိနေပြီးတော့၄ပွဲနိုင်၃ပွဲတည်းတပွဲရှုံးနိမ့်ထားတဲ့အတင်းတင်းဖြစ်ပြီးတော့ရမတ်၅မှတ်ဒါစုဆောင်းထားနိုင်တဲ့အတင်းတင်းဖြစ်တာကြောင့် အဝေးပွင့်ပွဲစဉ်မှာရောဘိုင်ယန်မြူးနစ်ကိုအနိုင်ရရှိနိုင်ပါမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်သွားမယ်ပွဲစဉ်တွေဖြစ်ပြီးတော့အာဆင်နယ်ကတော့ဝူမန်ချန်ပီယံလိနှစ်ပွဲချင်းတင်ပြီးရမှာလိုင်ယွန်အသင်းကိုအိမ်ကွင်းကမှာငကိုတကိုနဲ့ရှုံးနေတာပြီးတော့အဝေးပွင့်ပွဲစဉ်မှာတော့ဗင်မီကာကိုတူးသီးဆိုတဲ့လော့ဇန်နဲ့အနိုင်ရရှိထားတဲ့အသင်းသင်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့အာဆင်နယ်ကလက်ချက်ချန်ပီယံဖြစ်တာနဲ့အညီဒီနေ့အဝေးပွင့်ပွဲစဉ်မှာတော့ဘိုင်ယန်မြူးနစ်ကို အตาရရှိအောင်ကစားနိုင်မလားဆိုတာတော့ကျွန်တော်တို့စောက်တီးရမယ့်ပွဲစဉ်တွေလည်းဖြစ်ပြီးတော့ဘိုင်ယန်မြူးနဲ့ရဲ့အိမ်ပွဲမှာတော့အာဆင်နယ်ကချန်ပီယံလိတွေ့ဆုံမှုနှစ်ကြိမ်စလုံးမှာနှစ်ကြိမ်စလုံးကိုရှုံးနိမ့်ထားပြီးတော့2024မှာတော့5-2 2023မှာတော့1-3ဆိုတဲ့ဝါဇက်တင်တဲ့အာဆင်နယ်ကနှစ်ကြိမ်စလုံးကိုရှုံးနိမ့်ထားပြီးတော့အာဆင်နယ်အိမ်ပွဲမှာတော့အာဆင်နယ်ကဘိုင်ယန်မြူးနဲ့ကိုနှစ်ကြိမ်စလုံးအနိုင်ရရှိထားတာကြောင့် ဘိုင်ယူနစ်ကွင်းမှာဆိုဘိုင်ယူနစ်ကအตาရလေးရှိပြီးတော့အာဆင်နယ်ကွင်းမှာဆိုရင်တော့အာဆင်နယ်ကအตาရလေးရှိပါတယ်ဒီနေ့ဖွင့်လင်းထားတဲ့အာဆင်နယ်ရဲ့ level 60အရှုံးဂိုးပေါင်း330ပြားနိုင်အနေထားမှာတော့ဘိုင်ယူနစ်ကလည်းဒီပွဲစဉ်မှာဂိုးရရှိသွားနိုင်တဲ့ပုံစံကိုဘိုဂီတွေကဖွင့်လင်းထားတာကိုတွေ့ရှိတွေ့ရှိရမှာဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့လက်ရှိချန်ပီယံဖြစ်တာနဲ့ညီမဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့ အာဆင်နယ်ဘော်ဒီကိုသာကျွန်တော်ကြိုက်နေတတ်မှုရှိပြီးတော့ level 60ကျုံကျေးနံဖွင့်လှစ်လာတဲ့အာဆင်နယ်ကဒီနေ့ပွဲစဉ်မှာတော့ဘိုင်ယန်မြူးနစ်ကိုအနိုင်ရရှိသွားနိုင်တဲ့ဖွင့်လှစ်မှုကျေးနံပြတ်တာကြောင့်ကျွန်တော်အာဆင်နယ်ဘော်ဒီနဲ့သာစွန့်စားရွေးချယ်ချင်ပါတယ်ဒီပွဲစဉ်ကိုတော့မဲဆွေတို့ဂိုးပေါင်းကိုကာပြီးဆော့မယ်ဆိုရင်တော့ဂိုးပေါ်ကိုအနည်းငယ်လောက်ကာပြီးဆော့နိုင်ပါတယ်နောက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Atlantico နဲ့ Juventus အတင်းတို့၏ပွဲစဉ်မှာတော့ နှစ်သင်းစလုံးကတော့ချန်ပီယံလိမှာပူဆွဲထားခြင်းမရှိတဲ့အသင်းနှစ်သင်းတွဲဆုံနေတာဖြစ်ပြီးတော့ဒီကိုကတပွဲနိုင်တပွဲရှုံးရမတ်၃မှတ်နဲ့ဂျူပင်တက်ကလည်းတပွဲနိုင်တပွဲရှုံးရမတ်၃မှတ်ဆိုပြီးတော့နှစ်သင်းစလုံးကရမတ်သူအနေထားမှာဆွမ်းနောက်ထားတာကြောင့်ဒီနှစ်ပွဲစဉ်မှာတော့နှစ်သင်းစလုံးအတွက်မဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့အသင်းအသင်းနှစ်သင်းတွဲဆုံနေတာဖြစ်ပြီးတော့ဒီကိုကတော့ဝူမန်စပိန်လာလီဂါမှာတော့ ဆယ်ပွဲကံရမှာတပွဲသာရှုံးနေထားပြီးတော့6ပွဲနိုင်3ပွဲတည်ရီ23မှတ်စုဆောင်းထားနိုင်တဲ့အတင်းတင်းဖြစ်ပါတယ်။အတလန်တီကိုကတော့မန်ချက်စတာယူနိုက်တက်ကိုအိမ်ကွင်းမှာ1-0နဲ့ရှုံးနေထားပြီးတော့ဘယ်ဂျီယံကလပ်ပိုတန်တင်းကိုတော့6-9ဂိုးမြီးဆိုပြီးအနိုင်ရရှိထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကိုရဲ့ခြေစွမ်းကတော့ကောင်းမှုမှုရှိပြီးတော့မန်ယူကိုရှုံးနေသွားတဲ့ပွဲစဉ်မှာလည်းကစားပုံတာလွန်မှုရှိပေမဲ့လည်းမန်ယူရဲ့တလုံးသေးသောဂိုးနဲ့ ရှုံးနေကြရတဲ့ပွဲစဉ်ဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာတော့ဂျူပင်တက်ကိုအင်ကွင်းကနေအသာစီးကစားပြီးတော့အနိုင်ရရှိသွားနိုင်လောက်တဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ဂျူပင်တက်ကတော့လက်ရှိဘူမန်ချန်ပီယံလိနှစ်ပွဲရှင်းတိုင်ပြီးရမှာတော့ဂျူပင်တက်ကပွဲနိုင်တဲ့ပွဲရှုံးနေထားပြီးတော့ဘီမီကောင်အင်ကွင်းမှာတူဝမ်းဆိုပြီးအနိုင်ရရှိထားတယ်လို့ဒိုင်ယန်ယူနစ်ကိုတော့အဝေးကွင်းမှာနှစ်ကိုးတကိုးဆိုပြီးတော့ရှုံးနေထားတဲ့အတင်းတင်းဖြစ်ပါတယ်။ ရှင်ဆိုင်ပြီးတဲ့ချန်ပီယံလိပွဲစဉ်တစ်ပွဲလုံးမှာတော့ဂျပန်တိုက်ရဲ့တိုက်စစ်ကတော့ကိုတွင်းယူထားနိုင်တာကိုတွေ့ရှိထားတာကြောင့်လက်ရှိဒီကိုရဲ့ဟာဒစ်ကပ်ဖွင့်လင်းလာမှုမှာတော့တလုံးတွင်းရင်အစိတ်အနိုင်ဘိုးပေါင်း330အနိုင်ဆိုပြီးဖွင့်လင်းထားပါတယ်ဒီကြေးသားအနေအထားကိုကြည့်ချင်းအားပြတော့နှစ်သိန်းစလုံးကကိုတွင်းယူထားကိုတွင်းထားနိုင်တဲ့တိုက်စစ်တွေကိုပန်ဆိုင်ထားတာကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် body ကိုရှောင်ပြီးတော့ ကိုပေါ့အပေါ်တချောင်းလေးကိုဒါကျွန်တော်တိုက်နှစ်တတ်ပါတယ်အချိန်မရွေးအပြန်အလှန်ကိုသွင်းမှုတွေဖြစ်ပေါ်လာနိုင်တဲ့ပွဲစဉ်ဖြစ်တာကြောင့်အနေဆုံးကျွန်တော်တို့တူဝမ်းနေစတိရမဲ့ပွဲစဉ်လို့ကျွန်တော်ကယုံကြည်ထားတဲ့အတွက်အတလန်တီကိုနဲ့ဂျူပင်တက်အတင်းတို့ပွဲစဉ်ကိုတော့ကိုပေါ့အပေါ်တချောင်းလေးဒါကျွန်တော်တိုက်နှစ်တတ်ပါတယ်နောက်တဲ့ပွဲစဉ်တစ်ပွဲကတော့ Manchester United နဲ့ PSG အတင်းတို့ပွဲစဉ်လည်းဖြစ်ပါတယ် Man U ကနေပြီးတော့ PSG ကို လုံးသွင်း20အနိုင်ဘူပေါင်း390အနိုင်ဆိုပြီးဖွင့်လှစ်ထားပါတယ်မန်ယူကတော့ချန်ပီယံလိနှစ်ပွဲစလုံးရှင်ပြန်ပြီးရမှာတော့နှစ်ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့တွင်ကိုနှစ်ကိုပေးကိုမရှိဆိုတဲ့ clean sheet တွေပဲကစားထားတဲ့အတင်းတင်းပြရမဲ့6မှတ်အထိစုဆောင်းထားနိုင်တဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်မန်ယူကတော့အင်္ဂလန်မှာအမှတ်ပေးတိုင်ပွဲမှာတော့အဆင့်3နေရာအထိတက်လန်းရောက်ရှိနေပြီးတော့10ပွဲကံရမှာ9ပွဲနိုင်10ပွဲတည် တပွဲသာရှုံးနေတဲ့အတင်းသစ်ဖြစ်ရမတ်16မှတ်ဒီစုစွမ်းထားနိုင်တဲ့အတင်းဖြစ်ပြီးတော့အမတ်ပေးချန်ပီယံစုကိုစိန်ခေါ်ထားနိုင်တဲ့အတင်းတင်းနဲ့ပြင်ပါတယ်။နိုင်ယူရတော့လက်ရှိရှင်ပြိုင်တဲ့ Women Champion League ပွဲစဉ်၂ပွဲမှာတော့ Norway Club Balanca ကို1-0နဲ့အိမ်ကွင်းမှာအနိုင်ရရှိထားပြီးတော့အဝေးကွင်းပွဲစဉ်မှာတော့ Tico ကိုတကောဂုံးကြီးဆိုပြီးတော့၂ပွဲစလုံးကိုအနိုင်ရရှိထားတဲ့နိုင်ယူရဲ့ကစားပုံကို တောက်ကြည့်ရမှာဖြစ်ပြီးတော့အိမ်ခွေးပွဲစဉ်မှာရော PSG ကိုထပ်မံအနိုင်ရရှိနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပြီးတော့ PSG ကတော့လက်ရှိချန်ပီယံလိနှစ်ပွဲရှင်နိုင်ပြီးရမှာတော့ပလမာဦးဆုံးတပွဲမှာတော့ဘူဘက်ကို4-0ဆိုတဲ့ဥစ္စာနဲ့ရှုံးနိမ့်ထားပြီးတော့နောက်ထပ်ပွဲစဉ်မှာလည်းရီယယ်မက်ဒစ်ကို2-1ဆိုပြီးတော့ရှုံးနိမ့်ထားတဲ့အတင်းတင်းလေးဖြစ်ပါတယ် ဒါကြောင့်မလို့ PSG ကနှစ်ပွဲဆက်ဆက်ရှုံးနိမ့်ထားတဲ့အကြောင်းမဖြစ်မနေဒီနှစ်ပွဲစဉ်မှာတော့အမှတ်အမှန်အမှန်တကယ်လိုအပ်နေတဲ့အတင်းတင်းဖြစ်တာကြောင့် Man U ကိုတော့တူတင်ကိုတင်ဖွင့်ကစားလာမယ်အတင်းလည်းဖြစ်ပါတယ် PSG ကတော့လက်ရှိတင်းတင်း Woman Champion ရဲ့အမှတ်ပေးပြိုင်ပွဲမှာတော့6ပွဲနိုင်တဲ့ပွဲတာရှုံးနိမ့်ထားပြီးတော့အဆင့်မြင့်နေရာမှာရပ်တည်နေပြီးတော့ရမတ်ဆက်ချမန်အတီစူးစောင်းထားနိုင်တဲ့အတင်းလည်းဖြစ်ပြီးတော့လိုင်းယုံတင်းကိုသာရှုံးနိမ့်ထားတဲ့အတင်းတင်းလည်းဖြစ်ပါတယ် နိုင်ယူအား PSG နဲ့ခြိုက်တိုက်တွေ့ဆုံရမှာတော့အตาရချိတားခြင်းမရှိဘဲနဲ့နှစ်ကြိမ်တွေ့ဆုံမှုနှစ်ကြိမ်တွေ့ဆုံထားတဲ့နေရာမှာတပွဲတည်းတပွဲရှုံးနေထားတာကြောင့်မန်ယူရုပ်ကံရတတ်တဲ့အစဉ်လာကို တွေ့ရှိထားတာကြောင့်ဒီနေ့မန်ယူရဲ့ဖွင့်လှစ်ထားတဲ့1 +20 အနိုင်ခြေတန်းကတော့နှကိုးပြက်လောက်တဲ့အထိအနိုင်ရရှိမှုမရှိနိုင်တာကြောင့်ကျွန်တော်ကတော့ PSG body နဲ့ဒါစွန့်စားရွေးချယ်ခြင်းပါတယ်ဘပလတ်20ဝန်တီခြေတန်းတွေကလည်းအပေါ်ကြီးအောင်မြင်မှုအင်မတန်ကိုနေပါတဲ့ဖွင့်လှစ်မှုခြေတန်းတွေဖြစ်တာကြောင့် ီပွဲစဉ်မှာတော့မန်ယူတိုက်စစ်ကတဲ့ဒီတော့လည်းမဟုတ်ဘဲနဲ့နိုင်လိုက်ရင်လည်းဝမ်းသီးနဲ့ကတ်နိုင်တဲ့ပွဲစဉ်တွေများနေတာကြောင့်ဒီပွဲစဉ်မှာတော့အောက်တင်းတဲ့ဒါစွန့်သားရွေးချယ်ရွေးချယ်တင်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ PSG ဘော်ဒီကိုဒါကျွန်တော်တိုက်နေတတ်ပါတယ်။ဒီနေ့ကျွန်တော်ရွေးချယ်ပလိုက်တဲ့ပွဲစဉ်၃ပွဲကတော့အာဆင်နယ်ဘော်ဒီနဲ့ကိုပေါင်းအပေါ်ကိုကာပြီးစွန့်နိုင်ပါတယ်။အတလန်တီကိုမတ်တက်နဲ့ဂျူဗင်တက်ပွဲစဉ်ကိုတော့ကျွန်တော် နှစ်တင်းစလုံးကို body ကိုရှောင်ပြီးတော့ဂိုးပေါင်းပေါ်တချောင်းထဲကတိုက်နေတတ်ပါတယ်။ငံယူနဲ့ PSG အတင်းတို့ရဲ့ပွဲစဉ်မှာတော့ PSG body တချောင်းထဲကိုဒါကျွန်တော်တိုက်နေတတ်ပါတယ်။ဘာစီလိုနာပွဲစဉ်နဲ့ဗီမီကာအတင်းပွဲစဉ်တို့ကျွန်တော်တုံးသက်ရွေးချယ်မှုကိုပြုတော့ပါဘူး။ဘာစီလိုနာပွဲကလည်း show online ဖွင့်လင်းမှုတိုင်းမှာတော့ဖွင့်လင်းမှုအချို့တိုင်းတွေမှာဖွင့်လင်းမှုမရှိနိုင်တဲ့ဘာစီလိုနာရဲ့ဖွင့်လင်းမှုပေါက်ကြီးကလည်း၅လုံးရှုံးလောက်ထိမြင့်တက်မှုရှိနေတာကြောင့် ဘာစီလိုနာရဲ့တဖက်တက်တွင်ကိုတွေပဲမင်းတွေ့ရမဲ့ပွဲစဉ်ဖြစ်လာနိုင်တဲ့အတွက်ကျွန်တော်ရွေးချယ်ခြင်းမပြုတော့ပါဘူးဒီပွဲစဉ်ကိုတော့ဗီမီကာနဲ့တွန်တီးပွဲစဉ်ကိုလည်းကျွန်တော်တင်းတက်ခြင်းမရှိကြကြကျွန်တော်မရွေးချယ်တော့ပါဘူးဒါကြောင့်ကျွန်တော်ရွေးချယ်ပေးလိုက်တဲ့ပွဲစဉ်၃ပွဲကိုတော့မိတ်ဆွေတို့စဉ်းစားဆင်ခြင်ပြီးတော့အတော်ကစားဖို့ကိုကျွန်တော်မှပြောခြင်းပါတယ်ကျွန်တော်ရဲ့ fan တွေအတွက်မနေ့ပြန်မှာတော့ရှင်ပြိုင်မဲ့ကဘာပလာရှစ်စေပွဲရှစ်စေပွဲပွဲစဉ်တွေကိုကျွန်တော် YouTube channel မှာရွေးချယ်မှုပြုလုပ်ပေးသွားမှာလည်းဖြစ်ပါတယ် ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုများချင်ရင် subscribe လုပ်ထားပါ။ညမတယောက်တစ်ချက်တည်းနှိပ်ပြီးကျွန်တော်ကို support ပေးလို့ရပါတယ်။မိတ်ဆွေများအားလုံးကိုလက်ပါ။